အကြောင်းရင်းတစ်ခုကြောင့်ရှင်နဲ့တာတွေးလာတဲ့ချက်တူကိုလန်ခွဲလိုက်ရကြောင်းပြောလာတဲ့ဖွဲ့ဖွဲ့ပိတ်တဲ့ကြေးမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မတို့ရဲ့အချက်တော်ထိတ်တဲမင်းသမီးတက်လက်ဖြစ်တဲ့ဝေဝေးနဲ့ပတ်သက်ပြီးပရိဒရီရဲ့အာအတင်သွားစီမဲ့အတွင်းရေးလေးတစ်ခုကိုပြပြပေးချင်ပါတယ်ဝေဝေးဆိုတာနဲ့မြန်မာရုပ်ရှင်လောကမှာဒူမတူရေဒီယိုဆောင်ဆိုရင်ထမြတ်တက်လက်တဲ့ရည်ချင်းတွေနဲ့အကျိုးချစ်စရာကောင်းတဲ့အပြုံလေးတွေကြောင့်ပရိဒရီရဲ့အချက်ကိုအခိုင်အမာရရှိထားသူဆိုတာအလွန်အသီးပဲဖြစ်ပါတယ်ဒူမဟာအနုပညာလုံးမှာဘလောက်ပဲအောင်မြင်မြင် လူများရှိမှာဘလောက်ပဲတွက်လက်နေပါစေဒီမရဲ့ပုံကိုရေးပေါ်ကအထူးသဖြင့်အခြေရင်နဲ့ပတ်သက်လာရင်တော့အများနဲ့လူလူသိသိညင်တက်နေကြတာပါဖွေဖွေဟာစကားပြောစုံရမှာပွေပွေလေးလေးနဲ့အရှိကိုအရှိတိုင်းပြောဆိုတတ်သူတရားအဖြစ်နာမည်ကြီးပါတယ်ဂျာမန်ကြီးကိစ္စမှာတော့ဒီမရဲ့ပရိသတ်တွေအများနဲ့စိတ်ဝင်စားရှိခဲ့ပေမဲ့ဒီမကိုရိုင်းကတော့တရားဝင်ချပြတာမျိုးမရှိခဲ့ပါဘူးအထူးသဖြင့်ဒီမရဲ့အမကျဝင်ခွဲဖြစ်သူမင်းသမီးချောင်းဘုံဘုံရွှေကတော့ခင်ပွန်းကျဲဖြစ်တဲ့ခရိုနီတတိကြီး နိုင်ဖြိုးကျော်နဲ့အတူတရားပြောရှင်ဆရာကောင်းတဲ့အင်တာဗျူးတစ်ခုကိုတင်ဆက်ထားနိုင်ခဲ့တာကြောင့်ဗိုက်တွေကဖွဲ့ဖွဲ့ကိုဘယ်တော့မှအခြေရသတင်းကြားမလဲဆိုပြီးမျှော်လင့်နေခဲ့ကြတာပါအချင်းတွေကြာနေမြောက်ဖွယ်ဖွယ်တရားအပြုကြည့်ပွားနေပေအမှုပြသူတွေကိုဆက်လုံးနေမလားလို့တောင်းတင်ကြေးပေးနေကြရရှိခဲ့ပါတယ်။အခုတော့ဖွယ်ဖွယ်တရားပြည်တရရဲ့တည်ကျနေကြတဲ့သူမရဲ့ခြေရချောင်းကိုပထမဆုံးအချိန်ဖြစ်ရင်ဖွင့်ပြပြလာခဲ့ပါတယ်။မာတာဒီမီကပြောလို့ခဲ့တဲ့ဒေဝစ်မေအစီအစဉ်မှာ တမရဲ့ဘဝတခြားလုံးမှာတခါမှမပြောပြဘူးတဲ့အကြောင်းအရာလေးတခုကိုဖွေဟခဲ့တာပါအဲ့ဒါကတော့တမဘွားမှာတကယ်ကိုချစ်ခဲ့ရတဲ့ချစ်တူတယောက်ရှိခဲ့ပူပြီးအဲ့ဒီချစ်တူနဲ့ရှင်းနေဆိုရဲအလွန်ရှိကြတဲ့အချိန်ကာလတစ်ခုအထိတိုင်တိုင်တွေ့ခဲ့ကြရတဲ့ဆိုရဲအချက်ပါပဲရှင်းနေဆိုရဲအချိန်ဟာတမဲအချိန်ကာလတစ်ခုမဟုတ်တာကြောင့်သူတွင်ကပရိသတ်တွေအတွက်တော်တော်လေးကိုအားအသင့်စရာဖြစ်ခဲ့ပါတယ် ဒါပေမဲ့ဝန်ထဲဆရာကောင်းတာကတော့ဒီလောက်တောင်ချက်ခဲ့ကြရတဲ့သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာအဆုံးသတ်သွားကြရတယ်ဆိုတာပါပဲ။လမ်းခွဲကြရတဲ့အကြောင်းရင်းကလည်းတခြားဘလို့ပြဿနာမှမဟုတ်ပဲသူတို့နှစ်ဦးကြောင့်ကိုယ်ွယ်တဲ့ဘာသာမတူတာကြောင့်ပါပဲ။ဘဘွေရာဒီအကြောင်းကိုရင်ဖွင့်ပြောပြရမှာသူမဂရယာတွက်ကတော့ဘာသာရေးခွဲပြားမှုကအတားအဆီးတစ်ခုမဟုတ်ခဲ့ကြ။ချစ်ချင်းမြတ်တာကအရာအလုံးတည်းအရေးကြီးတယ်လို့ယုံကြည်ကြောင်းဆိုပါတယ်။ဒါမဲ့သူမရဲ့မိဘတွေကဒီချင်းတွေကိုတဘောမတူလက်မခံနိုင်ခဲ့ကြပါဘူး။ ဒီချိန်နေမှာတော့ပပွေဟာသူမရဲ့အချင်းနဲ့မိဘရဲ့စိတ်ချမ်းသာမှုအကြပြများခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူမဟာကိုတွေ့အေးအကြီးဆုံးဖြစ်တဲ့မိဘရဲ့စိတ်ချမ်းသာမှုကိုရှေ့တန်းတင်ပြီးရှင်းနှစ်ကြားချိတ်ခင်လက်တွေ့ခဲ့တဲ့ချက်သူကိုလမ်းခွဲစကားပြောပြီးအချင်းကိုအဆုံးတက်ခဲ့ရလို့ဝန်နေစွာနဲ့ဖွင့်ဟခဲ့ပါတယ်။ဒီဖြစ်ပျက်ကတော့ပပွေရဲ့ပရိတ်တွေပေါ်ပွင့်လင်းရိုသာမှုနဲ့မိဘပေါ်ထားတဲ့တိတက်လိမ်မှမှုကိုပိုပြီးပေါ်လွင်စေခဲ့ပါတယ်။ ပိုက်တရီအနေနဲ့ရောဖွဲ့ဖွဲ့ရဲ့ဒီဆုံးဖြတ်ချက်ပေါ်ဘယ်လိုမြင်ကြလဲ။ဒီမှာရဲ့ကြည်ရင်နဲ့ပတ်သက်ပြီးဘယ်လိုခန်းစားလဲဆိုတာကိုမှတ်ချက်ပေးခဲ့ကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်တစ်လဲပိုက်တရီအတွက်စေဝန်စားဝေရာကြောင့်တရီနဲ့တူပြန်လာကြုံမှာဖြစ်လို့အတိတ်တော်ဘီရီတန်တိုင်းမလို့တန်သိရှင်နိုင်ဖို့အတွက်ဘေးနာချက်ပေးခါလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အစိုးရအားပေးကြည့်ရှုမှုတော်လဲကျေးဇူးအများကြီးတင်ပါတယ်။